ဖက်ရွက်ခြင်းတူတူပဲဖက်ရွက်ခြင်းတူတူပဲစပယ်ပန်းနဲ့ဆုံလိုက်ရတဲ့ဖက်ရွက်ကြတော့မှု့ကြံရစ်တယ်ငပိဘုတ်ထုတ်လိုက်လို့ငပိဘုတ်နဲ့ဆုံစည်းလိုက်ရတဲ့ဖက်ရွက်ကြတော့နန်းစော်ကြံရစ်တယ်ဟောဆုံစည်းမှုကိုကြည့်လိုက်စိတ်စေရနာမရှိတဲ့အရာသီးပင်လည်းမကောင်းတာနဲ့ဆုံရင်မကောင်းတာဖြစ်သွားတတ်တယ်ပေါ့ကောင်းတာနဲ့ဆုံမှကောင်းတာဖြစ်တယ်အေးဒါကြောင့်တာဟုဒသနာ မရိယာဏအရိယာဏမြင့်မြတ်ဖြူစင်တဲ့ပုံကိုယ်တွေကိုဓာတနံတွေးဆုံရခြင်းဟာပါတုသိကောင်းတယ်တဲ့ဒါခိတ္တကနာဆုံရတာတောင် ကောင်းတယ်လို့ဆိုတော့တဏိဝါသောတဒါသူခောအမြဲတမ်းအတူတကွာနေမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးချမ်းသာဖို့ပဲဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့မြင့်မြတ်တဲ့ပုံကိုယ်တွေနဲ့နေလို့ရှိရင်မိမိဖို့ဟာ အချိန်မရွေးကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေဟာဖြစ်ပေါ်ပြီးတော့နေတာဆိုပါစို့ရှင်သာရိပုတ္တရာလို့သူတော်ကောင်းကြီးနဲ့စုံစည်းကြရတဲ့ယဟန်ပုဂ္ဂိုလ်တွေဟာရှင်သာရိပုတ္တရာရဲ့အဆုံးအမတွေအကျဉ်းနာတရားတွေပညာတွေနဲ့ရရှိပြီးတော့နေကြတာဒါကြောင့်မို့ရှင်အနန္ဒာကပြောတယ် ရှင်သာရိပုတ္တရာပြိဋိဘံဆံသွားပြီဆိုတော့ရှင်အနန္ဒာဝန်းတဲ့စကားဆိုတယ်ဗျာရှင်သာရိပုတ္တရာပြိဋိဘံဆံနေလို့လဲကြားလိုက်ရောသူ့မှာယူကျုံမရဖြစ်ရတယ်ယူကျုံမရဖြစ်တယ်ဘာဖြစ်လို့ဒီလိုဖြစ်ရတုံးလို့ဆိုတော့ရှင်သာရိပုတ္တရာဟာတဲ့မိမိတို့ရဲ့အပေါင်းအသင်းတွေတပ္ပမစာရိဆို colleagues သင်သုံးပေါ်တွေလုတ်ဖို့ကံွက်တွေလို့အဓိပ္ပာယ်ရတယ် အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားဓမ္မနဲ့ချီးမြှောက်တတ်ပါတယ်တဲ့။နောက်အရိယပုဂ္ဂိုလ်တွေဟာတရားဓမ္မကိုအလွန်မြတ်နိုးတာ။အဲ့ဒီလိုမြင့်မြတ်တဲ့အသိပညာတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားဓမ္မတွေဟောပြောဆုံးမလို့စင်္တာရိပုတ္တရာတိုက်ကျွေးတဲ့တရားရည်အေးတွေကိုတောက်ချိုးရတဲ့အခါစိတ်နှလုံးအေးချမ်းသာရမှုတွေကိုရကြလို့ စင်္သာရိပုတ္တရာမရှိတော့ဘူးဆိုရင်ဒီအခွင့်အရေးတွေတို့ရတော့မှာမဟုတ်ဘူးလို့ဒါကြောင့်မို့လို့စင်္သာရိပုတ္တရာမရှိတဲ့အခါစိတ်ထဲမှာယူချုံမရဖြစ်ပါတယ်လို့ရှင်အနန္ဒာကလျှောက်တာလေအဲ့တော့ဒီလိုအတူတကွနေလိုက်ရပြီဆိုလို့ရှိရင်တော့တန်နိဝါတော်တတာအတူတကွအမြဲတမ်းနေခွင့်ရသွားတဲ့ပုဂ္ဂိုလ်တွေကြတော့သူခေါ် 也是我嘛，是加拿大的，里 <noise>，国加拿大里也是。<noise> <noise>